Top Star Channel ကိုနားဆင်အားပေးနေတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ပရိသတ်များအတွက်ဒီကနေ့တင်ပြမယ့်သတင်းကတော့အီရန်နျူကလ িয়ার စခန်းကို အစ္စရေးတိုက်ခိုက်အစ္စရေးဆေးရုံအီရန်ဒုံးကျည်ထိဆိုတဲ့သတင်းကိုတင်ပြပါမယ်ရှင်။အီရန်ရဲ့အထက်ကနျူကလ িয়ার စခန်းတစ်ခုကို အစ္စရေးကဇွန်လ19ရက်မှာထပ်မံတိုက်ခိုက်ခဲ့ပြီးအီရန်ဒုံးကျည်တွေဟာလည်းအစ္စရေးစေယုံတစ်ခုကိုထိမှန်ခဲ့ပါတယ် အမေရိကန်တမနာဒေါ်နယ်ထရန့်ကတော့အီရန်နျူကလ িয়ার စခန်းတွေဖျက်သိမ်းဖို့အစ္စရေးနဲ့အတူ တွဲတိုက်မလားဆိုတာကိုမတည်မကြပြောနေသေးဖြစ်ပါတယ်အစ္စရေးရဲ့လေကြောင်းနဲ့ဒုံးကျည်တိုက်ခိုက်မှုတွေကြောင့်အီရန်စစ်တပ်အကြီးအကဲအများအပြားတည်ဆုံခဲ့ရတယ်လို့နျူကလ িয়ার စခန်းအများအပြားလည်းပျက်စီးခဲ့ပြီးဖြစ်ပါတယ်။တဖက်မှာလည်းအီရန်ရဲ့လက်တုံပြန်တိုက်ခိုက်မှုကြောင့်အစ္စရေးအရက်သားနဒါဇန်ထပ်မံနဲ့တည်ဆုံခဲ့ရပြီးဖြစ်ပါတယ်။ 19ရက်နေ့ကူခါစာတကောင်ကျော်မှာ RF ဒေတာကကွန်ဒက်နျူကလ িয়ার ဓာတ်ပေါင်းဖိုကို ပြတ်မှတ်ထားခဲ့ပြီးတစိမ့်တစ်ပိုင်းပဲပြီးသေးတဲ့ heavy water သုတေသနဓာတ်ပေါင်းဖိုပါ ထိမှန်တယ်လို့ဆိုပါတယ် heavy water ဓာတ်ပေါင်းဖိုတွေဟာတန့်စင်ပြီးယူရေနီယံလိုပဲအပ်တန်ဘုံရဲ့ဥတိုင်းပြုတ်လို့ဖို့သုံးနိုင်တဲ့ပလူတိုနီယံအလွယ်တကူထုတ်နိုင်တာကြောင့်နျူကလ িয়ার လက်နက်ထုတ်ဖို့သုံးမှာကိုပိုဆိုးရင်ရတဲ့ဓာတ်ပေါင်းဖိုအမျိုးအစားပဲဖြစ်ပါတယ် Nantes area ကစခန်းတစ်ခုကိုလည်းတိုက်ခိုက်ခဲ့တယ်လို့ Israel စစ်တပ်ကထုတ်ပြန်ပါတယ်။အဲဒီနေရာမှာတော့အစင်မြန်နျူကလ িয়ার လက်နက်ဖွံ့ဖြိုးရေးအထူးကိရိယာတွေနဲ့အစိုက်အပိုင်းတွေ ထားတာလို့ Israel တပ်ကပြောပါတယ်။ဇွန်လ19ရက်ဒီကနေ့မနက်မှာအစ္စရေးနိုင်ငံတွင်လူနေထူထပ်တဲ့ဧရိယာတွေကိုအီရန်ဒုံးကျည်တွေထိမှန်ခဲ့ပါတယ်။အဲ့ဒီတည်းမှာနိုင်ငံတော်မိုင်းကဈေးုံတယုံလဲပါဝင်ခဲ့ပါတယ်။ Tel Aviv မြို့တော်ကောင်းကင်ယံမှာဒုံးကျည်တွေနဲ့အကြပြက်ဟန်တာပစ်ချမှုတွေပောက်ကွဲတံတွေကြားနေရပါတယ်။ Israel နိုင်ငံအလဲပိုင်းမှာလည်းဒုံးကျည်တိုက်ရိုက်ထိမှန်မှုတွေရှိခဲ့တယ်လို့ဆိုပါတယ်။ Israel ဘက်ကထုတ်ပြန်မှုမှာ Iran ဟာ Israel ကိုဒုံးကျည်400ကျော်နဲ့တိုက်ခိုက်ခဲ့ရမှာ40ကျော်ဟာလေကြောင်းကာကွယ်ရေးကိုထိုးပဝင်ရောက်ပြီးထိမှန်ခဲ့တာကြောင့်တေဆုံးသူ24ဦးရှိလာပြီးအကုန်လုံးကအရက်သားတွေလို့ဆိုပါတယ်။ အီရန်ဘက်ကအစောပိုင်းထုတ်ပြန်မှုမှာတော့အစ္စရေးတိုက်ခိုက်မှုကြောင့်တေဆုံးသူ224ဦးရှိပြီးအများစုက အရက်သားတွေလို့ဆိုပါတယ်။ဒါပေမဲ့နောက်ပိုင်းအသေးအပြောက်တွေထုတ်ပြန်ထားနိုင်ခြင်းမရှိပါဘူး။အမေရိကန်အခြေစိုက်အီရန်အရေးလှုပ်ရှားတဲ့သတင်းအေဂျင်စီ Ashdana ရဲ့ရေးသွက်မှုအရတော့အစ္စရေးတိုက်ခိုက်မှုကြောင့်အီရန်မှာဇွန်လ18ရက်နေ့အထိတေဆုံးသူ639ဦးအထိရှိလာပြီး ဒဏ်ရာရသူ1329ဦးရှိတယ်လို့သိရပါတယ်။ဒီစည်ရင်တွေကို စစ်စစ်အတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။ဆက်လက်ပြီးတော့အီရန်နဲ့အစ္စရေးဘာကြောင့်ဆစ်ဖြစ်ကြသလဲဆိုတဲ့စောင်းပါးကို တင်ဆက်ပါမယ်ရှင်။အာရှတိုက်ရဲ့အနောက်ပိုင်းအရှိအလဲပိုင်းလို့ခေါ်တဲ့ဒေသမှာရှိကြတဲ့အီရန်နဲ့အစ္စရေးနှစ်နိုင်ငံဟာစစ်ဖြစ်နေပါပြီ။အခုလ23ရက်မနေ့အစောပိုင်းမှာ အစ္စရေးဟာအီရန်ကို Operation Rising Lion အမည်တပ်ထားတဲ့စစ်စင်ရေးနဲ့အီရန်ကိုတိုက်ခိုက်ခဲ့တာပါစစ်ဖြစ်ပြီးရက်ပိုင်းအတွင်းမှာပဲနိုင်နိုင်ငံစလုံးမှာလူပေါင်းရာချီပြီးတည်ဆုံခဲ့ကြရပါတယ်အများစုကအရက်သားတွေပါအီရန်နဲ့အစ္စရေးနဲ့နိုင်ငံဟာဘာကြောင့်စစ်ဖြစ်နေကြတာလဲဘသူဘက်ကနေဘသူတွေကနောက်ွယ်မှာပါဝင်နေကြတယ်လဲဆိုတာကိုဆွေးနွေးကြပါစို့မဆွေးနွေးခင်အီရန်နဲ့အစ္စရေးနိုင်ငံတွေရဲ့ profile ကိုအကြမ်းဖျင်းအရင်ရှင်းပြပါမယ် အီရန်နိုင်ငံရဲ့တရားဝင်အမိကအီရန်အစ္စလမ်မြေတမရနိုင်ငံဖြစ်ပါတယ်။ဟိုးအရင်က ပါရှားလိုလူသိများပါတယ်။နိုင်ငံရဲ့တရားဝင်အမိမှာကို အစ္စလမ်မြေတမရနိုင်ငံလို့ပါရှိတာကြောင့်အီရန်ဟာဘာသာရေးကိုအထွတ်အထိပ်ထားတယ်ဆိုတာသိတာထင်ရှားပါတယ်။သူရဲ့အိမ်နီးချင်းနေဆက်ချင်းထိစပ်တဲ့နိုင်ငံတွေထဲမှာအာဖဂန်နစ္စတန်၊ပါကစ္စတန်၊အီရတ်၊တူရကီတို့ဟာလူသိများပါတယ်။ အခုစစ်ဖြစ်နေတဲ့အစ္စရေးဟာအီရန်နဲ့နည်းနည်းမိတ်ချင်းမထိဆက်ပါဘူး။အီရန်ဟာတမရနိုင်ငံဖြစ်ပေမဲ့အီရန်အစ္စလမ်ဘာသာရေးခေါင်းဆောင်ခါမေနီကအာဏာကိုချုပ်ကန်ထားပါတယ်။သူဟာ1989ကနေယနေ့အထိအာဏာယူထားတာကြောင့်အာဏာသက်တမ်းနှစ်ပေါင်း40နီးပါးရှိပါပြီ။အီရန်ဟာဒီဘက်ခေတ်ပိုင်းမှာနျူကလ িয়ার ပိုင်ဆိုင်ဖို့အသေးအတန်ကြိုးစားနေပါတယ်။ စွန့်အင်လိုအပ်ချက်အရာအကြောင်းပြပေမဲ့အမေရိကန်အပါအဝင် ဥရောပနိုင်ငံတွေအစ္စရေးနိုင်ငံကုလသမဂ္ဂနဲ့ AEA နိုင်ငံတကာအမှုမျိုးစွန့်အင်အေဂျင်စီတို့ကမယုံကြည်ကြပါဘူး။အီရန်ဟာနျူကလ িয়ার ကိုလက်နက်အဖြစ်အသုံးချဖို့ထုတ်လုပ်ဖို့စူးစမ်းနေတယ်လို့တန်တရားရှိခဲ့ကြပါတယ်။ပေါက်ကြားလာတဲ့သတင်းတွေအရအီရန်ဟာနျူကလ িয়ার ပိုင်ဆိုင်ဖို့ တော်တော်နှီးစပ်နေတယ်လို့သိရပါတယ်။အီရန်ဟာ အမေရိကန်အပါအဝင်ဥရောပနိုင်ငံတွေကဗတ်ပေါင်းစုံတန်ခတ်ပိတ်ဆို့မှုခံထားရပါတယ်။လက်ရှိကောင်ဆောင်ခိုမီနီဟာအီရန်ပြည်သူတွေကအကြိုက်နဲလာနေပါတယ်။အစ္စရေးနိုင်ငံအကြောင်းဆက်ကြပါစို့။အစ္စရေးဟာဂျူးလူမျိုးအများစုနေထိုင်ကြတဲ့လွတ်လပ်တဲ့ဒီမိုကရေစီနိုင်ငံဖြစ်ပါတယ်။ဂျူးဘာသာကိုးကွယ်ကြပါတယ်။လက်ရှိကောင်ဆောင်ဟာဝင်ကြီးချုပ်နေတန်ယာဟုပါ။အစ္စရေးရဲ့တပ်တန်းအကြဆုံးဝင်ကြီးချုပ်ဖြစ်ပါတယ်။ ပါလက်စတိုင်း၊လဗနွန်၊ဆီးရီးယား၊အီဂျစ်တို့နဲ့နေမြေချင်းထိစပ်ပါတယ်။အစ္စရေးဟာ1948ခုနှစ်ကတည်းကပါလက်စတိုင်းအပါအဝင်အာရဗ်နိုင်ငံတွေနဲ့စစ်ပွဲတွေဖြစ်ခဲ့ပါတယ်။ဒါကြောင့်အီရန်နဲ့အစ္စရေးစစ်ဖြစ်ရတာလေ။အီရန်နဲ့အစ္စရေးဟာအရှိအလယ်ပိုင်းဒေသအတွင်းမှာရှိကြပေမဲ့နေမြေချင်းမထိစပ်ပါဘူး။ဒါကြောင့်နနိုင်ခံကြတင်းမာမှုဟာနေဆက်ပြဿနာကြောင့်မဟုတ်ပါဘူးအခြားပြဿနာတွေကြောင့်ပါဘာတွေပါလဲ အီရန်နဲ့အစ္စရေးတို့ဟာကိုးကွယ်ရာဘာသာမတူညီကြပါဘူးကိုးကွယ်ရာဘာသာမတူညီခြင်းဟာအီရန်နဲ့အစ္စရေးသင်းမာမှုကိုဖြစ်စေခဲ့ပါတယ်အီရန်ဟာအစ္စရေးကိုနိုင်ငံတစ်ခုအဖြစ်အတိအမတ်မပြုသလိုအမေရိကန်အပါအဝင် အနောက်နိုင်ငံတွေနဲ့မဟာမိတ်ဖြစ်နေတာကိုမကြိုက်ပါဘူးအီရန်ရဲ့မြို့တော်တီဟီရန်ရှိ အမေရိကန်တန်ယုံကိုအီရန်ကျောင်းသားလူငယ်တွေစီနင်းသိမ်းပိုက်ခဲ့တဲ့1989ခုနှစ်နောက်ပိုင်းကစပြီး အီရန်နဲ့အမေရိကန်ဟာမဟာရန်သူတော်တွေဖြစ်ခဲ့ကြပါဗျ။အမေရိကန်အပါအဝင် အနောက်နဲ့ဥရောပနိုင်ငံအချို့ဟာအီရန်ကိုတန်တမန်ရေးစီးပွားရေးစတဲ့ဗတ်ပေါင်းစုံကနေအရေးပိတ်ဆို့မှုတွေလုပ်ခဲ့ကြပါဗျ။အီရန်နဲ့အစ္စရေးတို့အကြားတင်းမာမှုဟာအီရန်မှာဘာသာရေးခေါင်းဆောင်အာယာတိုလာခိုမေနီအာနာရယူခဲ့တဲ့1989ခုနှစ်လောက်ကစခဲ့တာပါ။ ခေါင်းဆောင်ဟာခူမီနီနဲ့လက်ရှိခေါင်းဆောင်ခါမီနီတို့ဟာ အစ္စရေးရဲ့ရန်သူဖြစ်တဲ့ပါလက်စတိုင်းအဖွဲ့တွေဖြစ်တဲ့ Hamas, Jihad နဲ့ Hezbollah အဖွဲ့တွေကို၆ခံပံ့ပိုးပေးပါတယ်။ငွေကြေးကူညီပါတယ်။စစ်တပ်နှန်းတွေပေးတယ်၊လက်နက်တွေပံ့ပိုးတာပါ။အဲ့ဒီအဖွဲ့တွေကအစ္စရေးကိုတိုက်ခိုက်ပါတယ်။ဒါအပြင်အီရန်ဟာအစ္စရေးနဲ့ဆစ်ဖြစ်နေတဲ့ Syria ကိုစစ်လက်နက်ပစ္စည်းတွေအပြင် အီရန်ဝေဟင်ပိုင်နက်နဲ့လေယာဉ်ကွင်းတွေကိုဆီးရီးယားကိုအသုံးပြုခွင့်ပေးခဲ့ပါသေးတယ်။အီရန်နဲ့အစ္စရေးဟာစစ်ပွဲမရှိခဲ့ကြပေမဲ့ဘရာဇီဝါတွေ့ဝိုက်စစ်ပွဲတွေဖြစ်နေခဲ့တဲ့သဘောပါ။အီရန်ဟာစွမ်းအင်လိုအပ်ချက်တွေရှိတယ်လို့အကြောင်းပြပြီးနျူကလ িয়ার ပိုင်ဆိုင်ဖို့ကြိုးစားခဲ့တာ2000ခုနှစ်ဝင်းကျင်လောက်မှတော်တော်အောင်မြင်လာခဲ့ပါတယ်။အီရန်နျူကလ িয়ার ပိုင်ဆိုင်လာမှာကိုအစိုးရိမ်ဆုံးနိုင်ငံကတော့အစ္စရေးပါ။ဒါကြောင့်အစ္စရေးဟာ အီရန်နျူကလ িয়ার မပိုင်ဆိုင်ဖို့အသေးအတန်ကြိုးစားခဲ့ပါတယ်။အီရန်သာနျူကလ িয়ার ပိုင်ဆိုင်ခဲ့ရင်အစ္စရေးဟာသူ့နိုင်ငံကမ္ဘာမြေပုံပေါ်ကနေပြောက်ွယ်သွားနိုင်မယ်လို့ယူဆထားပါတယ်။2010ခုနှစ်မှာ အစ္စရေးဟာ Stadnet virus အမည်ရှိတဲ့ cyber attack နဲ့အီရန်ရဲ့နျူကလ িয়ার ထုတ်လုပ်နေတယ်လို့ယူဆရတဲ့နေရာတွေကိုတိုက်ခိုက်ခဲ့ပါတယ်။2023နဲ့2024ခုနှစ်တွေအတွင်းမှာတော့အတင်းမာဆုံးဖြစ်ခဲ့ပြီးအီရန်ကအစ္စရေးကိုဒုံးကျည်နဲ့တိုက်ခိုက်ခဲ့ပါတယ်။အစ္စရေးကလည်းပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့ပါသေးတယ်။အီရန်နဲ့အစ္စရေးနှစ်နိုင်ငံစလုံးဟာအရှိအလယ်ပိုင်းဒေသအတွင်းမှာပါဝါအရှိဆုံးနိုင်ငံတွေဖြစ်ချင်းကြပါတယ်။ဒါကြောင့်အီရန်ဟာ အစ္စရေးနဲ့ပဋိပက္ခဖြစ်တဲ့နိုင်ငံတွေအဖွဲ့အစည်းတွေကိုကူညီပြီးအစ္စရေးကိုချိနေအောင် လုပ်ပါတယ်။အစ္စရေးကအနောက်နဲ့ဥရောပနိုင်ငံတွေအကူအညီနဲ့အီရန်ကိုပြန်လည်တုံ့ပြန်ပါတယ်။အဲ့ဒီအခြေအနေတွေဟာဒီနိုင်ငံကိုစစ်ပွဲဖြစ်စေခဲ့တဲ့အခြေခံအကြောင်းရင်းတွေပဲဖြစ်ပါတယ်။အီရန်နဲ့အစ္စရေးတို့ဟာသူတို့ကြီးစစ်ဖြစ်နေကြတာမဟုတ်ပါဘူး။နောက်ဖက်စလုံးမှာနောက်ွယ်ကနေပါဝင်တဲ့ဒူတွေရှိနေကြပါတယ်။အီရန်ရဲ့နောက်ွယ်မှာရုရှားတရုတ်တို့အပြင် ရှီရက်စ်ဘာသာဝင်အုပ်စုတွေဖြစ်တဲ့လဗနွန်၊အီရက်၊ဆီးရီးယားနဲ့ရီမင်တို့ရှိပါတယ်။ရုရှားကအီရန်ကိုစစ်လက်နက်ရောင်းချတယ်လို့တရုတ်ဟာအီရန်ရဲ့အကြီးကရေနံကုန်သွယ်ဘက်နိုင်ငံတွေဖြစ်ကြပါတယ်။ဣသရေလနောက်မှာတော့အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေနဲ့ဥရောပနိုင်ငံတွေရှိကြပါတယ်။ဣသရေလကိုဆက်လက်နဲ့ပညာအထက်ကပံ့ပိုးနေသူကအမေရိကန်မှာဆော်ဒီ UAE နဲ့ဘာရိန်းနိုင်ငံတို့ကတော့ အီရန်ရဲ့ချိန်ချမှုကိုစိုးရိမ်လို့အစ္စရေးကိုတွေ့ဝိုက်ပြီးထောက်ခံပါတယ်။အီရန်နဲ့အစ္စရေးတို့ရဲ့ဆက်ပွဲဟာရုရှားတရုတ်တို့နဲ့အမေရိကန်အပါအဝင်အနောက်နဲ့ဥရောပနိုင်ငံတွေရဲ့ proxy ဝါတွေ့ဝိုက်ဆက်ပွဲဖြစ်နေမလားဆိုတာစဉ်းစားစရာဖြစ်ပါတယ်။ဆက်လက်ပြီးတော့တက်စင်ကိုဖြုတ်ချခဲ့တဲ့ရှဝါရီထိုင်းအစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲစတင်ဆိုတဲ့အကြောင်းကိုတင်ပြပါမယ်ရှင်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ဖုံးခေါ်ဆိုမှုပေါက်ကြားမှုကြောင့်ထိုင်းဝန်ကြီးချုပ်ပေတုံတန်ရှင်နာဝတ်ထရာကိုယာဒူးကနေဆင်ပေးဖို့အတိုင်းအခန်းတွေကတောင်းဆိုနေကြသလိုအစိုးရအိမ်တော်အရှိမလဲရှဝါဝိစင်သူရာပေါင်းများစွာဒီကနေ့မှစတင်ဆန္ဒပြခဲ့ကြပါတယ်။ထိုင်းနိုင်ငံရဲ့ဘယင်စနစ်ကိုထောက်ခံတဲ့ရှဝါတွေကတော့အသက်38နှစ်အရွယ်ဝင်းကြီးချုပ်ပေတုံတန်ဟာတန်တမန်ရေးရာကျွမ်းကျင်မှုကင်းမဲ့ပြီး အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေကာအလွန်စိတ်ပြက်မိကြောင်းဆန္ဒပြသူတယောက်ကပြောပါတယ်ဆန္ဒပြသူတွေဟာဝင်ကြီးချုပ်ကိုတစ္ဆာဖောင်းလို့ဆွတ်ဆွဲပြီးယာရုမဆင်ပြီးစိုင်းပုတ်တွေကိုကန်ဆောင်ဆန္ဒပြခဲ့ကြပြီးအခြေကယုံနေနေရေးတွေက အနီးနားမှာစောင့်ကြည့်နေကြပါတယ်ဆန္ဒပြသူတွေဟာ၂000ခုနှစ်ကလေးက ရှင်နာဝော့နိုင်ငံရေးမင်းဆက်တွေကိုပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့ကြတဲ့ရှေးယိုးဆွဲတော်ဝင်ဝါရီထောက်ခံသူ လူကြီးလူရွယ်အများစုတွေဖြစ်ပါတယ်။အသက်62နှစ်အရွယ်ဘန်ကောက်ကအင်ရှမတယောက်ကတော့လွန်ခဲ့တဲ့နှစ်20ကဘန်ကောက်ဒီမိုကရေစီကြောက်တိုင်အနီးရှက်ဝါဆန္ဒပြပွဲမှာလည်းပါဝင်ခဲ့တယ်လို့ဆိုပါတယ်။သူအနေနဲ့ဘယ်နိုင်ငံရေးပါတီကိုမှမထောက်ခံကြောင်းနဲ့သက်စင်တဲ့သူမိသားစုကိုမုန်းတီးတယ်လို့ပြောပါတယ်။ ရှက်နီဟာထောက်ခံပေးထားတဲ့တပ်စင်ရဲ့နိုင်ငံရေးလှုံ့ရှားမှုတွေနဲ့ရှေးယိုးဆွဲတော်ဝင်ဝါဒီရှဝါတွေအကြားတွန်းတိုက်မှုတွေနဲ့ပဏိပခတွေကထိုင်းနိုင်ငံရေးကိုနေပေါင်း20ကျော်လွှမ်းမိုးထားခဲ့ပါတယ်။တော်ဝင်ဝါဒီတွေနဲ့စီးပွားရေးအထက်တန်းစားတွေကြောထောင်နောက်ခံပေးထားတဲ့ရှဝါတွေဟာဘန်ကောက်လေစစ်ကိုပိတ်ပစ်ရတဲ့အထိပြင်းထန်ခဲ့တဲ့တပ်စင်အစိုးရကိုဖျောက်ချခဲ့တဲ့ 2008ခုနှစ်ဆန္ဒပြပွဲတွေကိုဦးဆောင်ခဲ့ပါတယ်။2010ခုနှစ်မှာတော့တက်စင်ထောက်ခံတဲ့ရှန်ဒီဆန္ဒပြမှုတွေဟာစစ်တပ်ကြောထောက်နောက်ခံပြုအစိုးရကိုစန့်ကျင်တဲ့ဆန္ဒပြပွဲတွေဗန်ကောက်မှာပြုလုပ်ခဲ့ပေမဲ့လူ90ကျော်သေဆုံးမှုနဲ့အတူအဆုံးသတ်ခဲ့ပါတယ်။လက်ရှိမှာတော့ပေတုံတန်ရဲ့ဖြူတိုင်းပါတီအဓိကမိဖက်ပါတီဖြစ်တဲ့ ပွန်တိုင်းတိုင်းပါတီနှုတ်ထွက်မှုနဲ့အတူအသံဖိုင်ပေါက်ကြားမှုဟာနိုင်ငံကိုထိခိုက်စေပြီးတိုင်းစစ်တပ်ရဲ့ဂုံတိုက်ခါကိုလည်းစော်ကားတယ်ဆိုတဲ့ဆွဆွဲချက်တွေနဲ့အတူတိုင်းညပောင်းအစိုးရအတွင်းမှာမရေရာမှုတွေတိုးပွားနေပါတယ်ပြည်သူလူထုကိုနာကြီးစေခဲ့တဲ့ကမ္ဘောဒီးယားခေါင်းဆောင်တယောက်နဲ့စကားပြောဆိုမှုတွေပေါက်ကြားခဲ့တဲ့အတွက်တောင်းပန်တယ်လို့ထိုင်းဝန်ကြီးချုပ်ပေတုံတန်ကဒီကနေ့သတင်းစာရှင်းလင်းပွဲမှာပြောပါရယ်ဝန်ကြီးချုပ်ပေတုံတန်ဟာ ထိုင်းစစ်တပ်အရှိအမြောက်ပိုင်းတပ်မှုကိုသူနဲ့ပြိုင်ပတ်အဖြစ်ရည်ညွှန်းပြောဆိုခဲ့ပြီးဟွန်ဆန်ကိုလည်းဥလေးလို့သုံးနှုန်းခေါ်ဆိုခဲ့တဲ့အသံပိုင်းပေါက်ကြားမှုကြောင့်ထိုင်းပြည်သူတွေရဲ့ဝေဖန်မှုနဲ့ရင်ဆိုင်နေရကထိုင်းစစ်တပ်နဲ့မပြေလည်ဘူးလို့ယူဆချက်တွေလည်းထွက်ပေါ်နေပါတယ်1932ခုနှစ်မှာဘယင်စနစ်အဆုံးသက်ချိန်မှစပြီးထိုင်းနိုင်ငံမှာအာနာသိမ့်မှုဒါဇင်နဲ့ချီပြီးရှိခဲ့ပြီး လက်ရှိနိုင်ငံရဲ့အကြအတဲဟာလည်းနောက်တစ်ကြိမ်အာနာသိမ်းမှုကိုဥတီတွားဝယ်ရှိတယ်လို့အကဲခတ်တွေကသုံးသပ်ထားပါတယ်။ဆက်လက်ပြီးတော့ထိုင်းအစိုးရအဖွဲ့ပြိုလဲလူနီးပါးဖြစ်နေပြီးနောက်အတံပိုင်းပေါက်ကြားမှုနဲ့ပတ်သက်ပြီးဝင်ကြီးချုပ်တောင်းမန်တဲ့အကြောင်းကိုတင်ပြပါမယ်ရှင်။ဝင်ကြီးချုပ်ပေတုံတန်ရှင်နာဝတ်ဦးဆောင်တဲ့အစိုးရအဖွဲ့ကနေအဓိကမဟာမိတ်ဘွန်ဂျေတိုင်းပါတီကနှုတ်ထွက်သွားပြီးနောက်ထိုင်းညွန့်ပေါင်းအစိုးရအဖွဲ့ ပြိုလဲလူနီးပါအခြေအနေနဲ့ကြုံတွေ့နေရပါတယ်။ဒါအပြင် ဝင်ကြီးချုပ်အာဏာကိုရယူပြီးဆယ်လအကြာမှာယာတုကနေနှုတ်ထွက်ပေးဖို့တောင်းဆိုမှုတွေကိုလည်းချိုင်းဝင်ကြီးချုပ်အနေနဲ့ရင်ဆိုင်နေရပြီးလည်းဖြစ်ပါတယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်နဲ့ထိုင်းဝန်ကြီးချုပ်တို့ဖုန်းဆက်သွယ်ပြောကြတဲ့အတန်းပိုင်းပေါက်ကြားခဲ့ပြီးနောက်ထိုင်းနိုင်ငံရဲ့ဂုံတိုက်ခါနဲ့အချုပ်အခြာအာဏာကိုတိုက်ရိုက်ထိပါခဲ့တာကြောင့်ညွန့်ပေါင်းအစိုးရအဖွဲ့အတွင်းကနေ မဟာမိတ်ဘွန်းချေတိုင်ပါတီကမနေ့ကဇွန်18ရက်မှာနှုတ်ထွက်ခဲ့တာပါကမ္ဘောဒီးယားကောင်ဆောင်နဲ့ဂျမပြောဆိုခဲ့တဲ့အတန်ပိုင်းပေါက်ကြားလာမှုနဲ့ပတ်သက်ပြီးပြည်သူလူထုအနေနဲ့စိတ်ပြတ်မကြေနပ်မှုတွေဖြစ်ပေါ်စေခဲ့တဲ့အတွက်ဂျမတောင်းပန်ပါတယ်လို့ပေထုံတန်ကဒီကနေ့မနက်ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာသတင်းထောက်တွေကိုပြောခဲ့ပါတယ်ပေထုံတန်ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာထိုင်းစစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်။ ကျမတို့အနေနဲ့အချင်းချင်းတိုက်ခိုက်ဖို့အချိန်မရှိပါဘူး။ကျမတို့ရဲ့အချုပ်အခြာနယ်မြေကိုကာကွယ်ရပါမယ်။အစိုးရအနေနဲ့လည်းတနိုင်သမျှနီလန်းအားလုံးနဲ့စစ်တပ်ကိုထောက်ပံ့ပေးသွားမှာပါလို့ပေထုံတန်ကဆက်ပြောပါရယ်။ဒါပေမဲ့အဓိကမဟာမိတ်ဘွန်ချေတိုင်းပါတီအစိုးရအဖွဲ့အတွင်းကနေထက်သွားမှုအပေါ်ပေထုံတန်ကတစုံတရာပြောဆိုခဲ့တာမျိုးမရှိပါဘူး။ညွန့်ပေါင်းအစိုးရအဖွဲ့ကနေနှုတ်ထွက်ခဲ့တဲ့ဘွန်ချေတိုင်းပါတီကတော့ မနေ့ညပိုင်းကထုတ်ပြန်ချက်ထဲမှာထိုင်းနိုင်ငံရဲ့အချုပ်အခြာနေမြေပိုင်နဲ့တည်တံ့ခိုင်မြဲရေးနဲ့အကျိုးစီးပွားတွေကိုနီလန်မျိုးစုံနဲ့အကာအကွယ်ပေးနေတဲ့ထိုင်းစစ်တပ်နဲ့တာဝန်ရှိသူတွေကိုထောက်ခံအားပေးသွားမှာဖြစ်တယ်လို့ထိုင်းပြည်သူအားလုံးနဲ့အတူရက်တီလှုံ့ဆော်သွားမယ်လို့ဖော်ပြထားပါတယ်။လက်ရှိတင်းမာမှုဖြစ်ပွားနေတဲ့နေဆက်ရေးကိစ္စငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့အတွက် ဟွန်ဆန်နဲ့ပေထုံတန်တို့ပြီးခဲ့တဲ့ဇွန်လ15ရက်ကဖုံးဆက်တွဲပြောဆိုခဲ့တာဖြစ်ပြီးထိုင်းစစ်တပ်ဗိုလ်ချုပ်တွေရဲ့ပြောဆိုမှုအပါအဝင်တပ်ဖက်ပြောစကားကို နားမထောင်ဖို့ပေထုံတန်ကဟွန်ဆန်ကိုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ပေါက်ကြားခဲ့တဲ့ဖုံးအတန်ပိုင်းထဲမှာပေထုံတန်ကဟွန်ဆန်ကိုအန်ကဲလို့ရင်းရင်းနှီးနှီးခေါ်ဝေါ်ခဲ့ပြီးတပ်ဖက်ပြိုင်ဖက်ရဲ့စကားကို နားမထောင်ဖို့နဲ့ သူတို့ဟာပြိုင်ဘက်တွေသာဖြစ်တယ်သူတို့ပြောစကားကြောင့်အန်ကယ်အနေနဲ့စိတ်ညက်သွားတာစိတ်ပြက်သွားတာမျိုးမဖြစ်စေချင်ပါဘူးတကယ်တမ်းဒါကလည်းကျမတို့ရဲ့အတိတ်ကရေရွရာ မဟုတ်ပါဘူးလို့ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်နိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိပါပြောဆိုခဲ့မှုကြောင့်ပေထုံတန်ကိုဝင်းကြီးချုပ်ရာထူးကနှုတ်ထွက်ပေးဖို့ထိုင်းပြည်သူအချို့ကလည်းဆန္ဒပြနှုံဆော်မှုတွေရှိနေပါတယ် နှစ်နိုင်ငံနိုင်ငံကောင်ဆောင်တည်တံဖုံးပြောဆိုမှုအတန်ပိုင်းပေါက်ကြားစေခဲ့မှုနဲ့ပတ်သက်ပြီးစိတ်ပြက်မိကြောင်းကိုလည်းထိုင်းအစိုးရအရှေ့အာရှရေးရာညွန်ကြားရေးမှုချုပ်ပီရာဘတ်စရစ်ဆာရူအန်ကထိုင်းနိုင်ငံဆိုင်ရာ ကမောရီးယားတန်အမတ်ဟန်ဆာရူအန်ကိုခေါ်ယူတွေ့ဆုံခဲ့ပြီးကံကွယ်စာပေးပို့ခဲ့ပါသေးတယ်။ အခုလိုစိတ်ဝင်စားဖို့ရနိုင်ငံတကာသတင်းတွေကိုနေ့စဉ်နားဆင်နိုင်ဖို့ရအတွက်ကျမတို့ရဲ့ Top Star Channel လေးကို Like ရ Subscribe လုပ်ဆောင်ပေးဖို့တောင်းဆိုပါရစေ။နားဆင်အားပေးခဲ့တဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်။